ပိုးပိုးတဲ့ဝိလင်ခုံတင်သည်ပိုးမွေးသလိုမွေးရသည်စတဲ့စကားစုလေးတွေဟာမြမမှုနေပင်မှာယနေ့ထိသုံးများလျက်ရှိသလိုလူတိုင်းနားလည်ပြီးလဲဖြစ်ပါတယ်မြမနိုင်ငံမှာပိုးတဲ့တွေကိုရှိပြများလက်ထက်ကလေးကဝိစင်သုံးပြုခဲ့ကြပြီးထီးသုံးနန်းသုံးတော်ဝင်ဖြစ်ခဲ့ပါတယ်ယနေ့ခင်မှာလဲပွဲလန်းသပင်နေကြီးရကြီးတွေမှာဂုံယူဝင်ကြွားစွာမြမရင်ကြီးမှုနဲ့ညီပိုးတဲ့များကိုအမြတ်တနူးဝိစင်ကြသလို့ နေ့စဉ်သုံးနေနဲ့လဲပူးကြီးနဲ့ဝါကြီးကိုတွဲဖက်ရက်လုပ်ထားတဲ့ပူးတွဲထေများကိုဝစ်ဆင်ကြလိရှိပါတယ်။ပူးဟာသဘာဝမှရတဲ့ပစ္စည်းဖြစ်တာကြောင့်ရာသီဥတုပူးချိန်မှာအေးပြီးရာသီဥတုအေးချိန်မှာနှွေးတဲ့တွင် ကျန်းမာရေးနဲ့ညှို့ညွတ်တဲ့အဝိထေလေးဖြစ်ပါတယ်။ ဘာပေါ်မှာတရုတ်နိုင်ငံဟာလူငယ်တွေနှစ်ပေါင်း9000ခန့်ကလေးကပိုးလူငယ်ကိုတတန်းကြာဆုံးလုပ်ငန်းခဲ့တဲ့နိုင်ငံဖြစ်ပြီးယနေ့အထိပိုးထုတ်လုပ်မှုအများဆုံးဖြစ်ရပ်တည်လျက်ရှိပါတယ်တူတဲတဲ့နိုင်ငံကြီးတွေမှာဘိုးကိုဝိထေဖြစ်သားမက ၊စင်မြင့်ထုတ်ကိုများဖြင့်ကျန်းမာရေးဆန်ရပစ္စည်း၃၀ဆောင်နှင့်စေဝါများ၊ဆက်မှုနှင့်လျှက်စီဆန်ရစင်မြင့်ပစ္စည်းများ၊လှပအသားရေထိန်းသိမ်းမှုဆန်ရလှကုန်ပစ္စည်းများ၊ကျန်းမာရေးနှင့်ညှဉ်းပန်းတဲ့အစားထုတ်ဆန်ရပစ္စည်းများစသည်ဖြင့်မေပေါင်းမျိုးစွာသုံးပြုလျက်ရှိတာကြောင့်ကပပိုးလိုအပ်ချက်ဟာတနည်းတစ်တနည်းတိုးလာပါတယ်။မြမနိုင်ငံနေနေလေးတိုးတက်လာတဲ့လူဦးရေနဲ့ညီပိုးသုံးပြုမှုဟာတိုးလာတာကြောင့် မြမထုတ်ကုန်ပူကြီးပူရည်များတိုးတက်ထိုးလို့ရန်လိုအပ်နေပြီပဲဖြစ်ပါလေရှင်ပူစာပင်ဆက်ပြူရည်ပူမွေးမြူရည်လုံငယ်ဟာမြမနိုင်ငံမှာ1955ခုနှစ်ကတည်းက ရွာပင်ပေါခေါင်းရက်တို့ကနေစတင်ဆောင်ရွက်ခဲ့ပြီးချီတုပ်ချင်းရက်ကန်ရက်ချင်းတို့နဲ့ပိုးရဲတွေထုတ်လုပ်ခဲ့ကြပါတယ်ခိတိပိုးမွေမြူမှုကို1952ခုနှစ်မှာဂျပန်ပြည်မှာပိုးမျိုးများနဲ့စူးရပိုးစားခြင်းများပိုးကြီးစက်ရုံများတည်ထောင်ကဆောင်ရွက်ခဲ့ပါတယ် လက်ရှိချိန်နေမှာစက်ပြူရီမွေးမြူရင်းနဲ့ဆေးမြောင်းဝင်ကြီးဌာနစက်ပြူရီဦးစီးဌာနအောက်ရှိဝါနှင့်ရှုံးမြင့်အတွက်တည်နေဌာနခွဲမှမျိုးဖိုးနှင့်သူတည်တနာအချက်တခုဘူးကြီးစက်ယုံတစ်ခုတိုင်းဒေသကြီးပြည်နယ်တွေမှာ ပိုးစားခြင်းစကူးခြင်းတို့ဟာနေပိုးစားပင်စက်ပြူခြင်းပိုးမွေးမြူခြင်းနဲ့သူတည်တနာလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်ရှင် စာသူတည်တနာချင်ဟာမန္တလေးတိုင်းဒေသကြီးပြည်ဦးလီမြို့နယ်မှာတည်ရှိပြီးတောင်သူများနဲ့ဌာနပိုင်းပိုးစားခြင်းနေမှာပိုးမွေးမြူရဲ့လိုအပ်တဲ့တောင်သူသုံးမျိုးပုံတွေကိုထုတ်လုပ်ပေးနေတဲ့မြန်မာနိုင်ငံရဲ့တခုတည်းသောခြံလေးဖြစ်ပါတယ်။မိမျိုးဖာမျိုးပိုးမျိုးစင်များကိုမွေးမြူတင်သွင်းခြင်းမျိုးတန်မျိုးစင်များမျိုးပွားခြင်း ပိုးယောဂါကာကွယ်စစ်ဆေးခြင်းပိုးဥတော်လောင်တင်ဆက်ခြင်း ပိုးဥများကို acid treatment ပြုလုပ်ခြင်းပိုးဥဖောက်ခြင်းမြို့ဆက်ခြင်းဖြင့်တောင်သူသုံးပိုးဥတွေထုတ်လုပ်ခြင်းပိုးသူတည်တနာလုပ်ငန်းများဆောင်ရွက်ခြင်းပိုးစာမျိုးများစုဆောင်းခြင်းတောင်သူနှင့်ဌာနဝန်ထမ်းတွေကိုပိုးစာဆိုင်ပြုခြင်းပိုးမွေးမြူခြင်းပိုးရင်ထုတ်လုပ်ခြင်းတင်နန်းတွေကိုပေးခြင်းစသည်ဖြင့်ဆောင်ရွက်လျက်ရှိပါသည် တနပိုင်းပူးစားခြင်းစကူးခြင်းအနေပူးရီများထုတ်လို့ရပူးကြီးစရုံများသို့ပို့ရပါတယ်။ပူးကြီးစရုံများမှာပူးကြီးကြောများနဲ့လက်ကျစ်ပူးကြီးတွေကိုထုတ်လို့ပြီးဈေးပြန်တန်တာစနစ်နဲ့ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ရောင်းချခြင်းဖြင့်ဌာနဝင်ငွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ရန်ပိုးစာပင်ကိုစိုက်ရပါတယ်။အင်္ဂလိပ်ဘာသာအဖြစ် marbury လို့ခေါ်ပါတယ်။သိတဲ့နည်းအရတော့ mora species ပဲဖြစ်ပါတယ်။ပိုးစာပင်ရဲ့မူရင်းဒေသဟာခီမိုနာ တောင်ကြီးဖြစ်ပြီးတမပိုင်းဒေသအနီးပူပိုင်းဒေသအထိကျေပြန့်စွာပေါ့ရောက်ပါတယ်။ပင်လယ်ရေမြေနှင့်ထက်ပေတောင်းထောင်တိရှင်သန်ဖြစ်ထွန်းပြီးပိုးစာပင်အမျိုးအစားပေါင်း100ကျော်ရှိပါတယ်။သာဝင်စိုက်ပြူရမှာ အရွက်ထွက်ကောင်းသောအည်သွေးကောင်းသောပိုးပွားရောဂါနဲ့ခံနိုင်သောရေမြေရာသီဥတုနဲ့ကန့်ကြီးတဲ့ပိုးမွေးစနစ်နဲ့ကန့်ကြီးသောပိုးစာမျိုးတွေကိုရွေးချယ်စပ်ပြိုးတင်ပါလိမ့်ဇာဘီဟာတင်းညူမြေကိုနှစ်သက်ပြီးမြေရဲ့ချင်းငန်တဲ့6.5အနီးခွန်တွင်းမှာတင်းတော့ ်ကြီး55ဒီဂရီစင်တီဂရိတ်ကနေ40ဒီဂရီစင်တီဂရိတ်တွင်စိုက်ပျိုးနိုင်ပေမဲ့ကြီးထွားမှုတွေအထင်တော်ဆုံးဟာ20ဒီဂရီစင်တီဂရိတ်ကနေ30ဒီဂရီစင်တီဂရိတ်တွင်ဖြစ်ပြီးမိုးရေကြီးတစ်နှစ်ပတ်လုံးလက်မ40ကနေလက်မ100ကြားရတဲ့ဒေသတွေမှာရှင်သန်နိုင်ပါတယ်မနက်ငယ်မှာပိုးစာမျိုး၄မျိုးကိုဒေသလိုက်ကျေပြန့်စွာစိုက်ပျိုးလျက်ရှိပြီး ်စာပင်ကိုမျိုးကြီးမှဆက်ပြူးခြင်းဂိုင်းပြက်ဆက်ပြူးခြင်းဂိုင်းဆက်ဖူးမြုပ်ဆက်ပြူးခြင်းတို့နဲ့မျိုးပွားနိုင်ပါတယ်ဖူးစာပင်ကိုစိုင်နီးစနစ်မျိုးစုံနဲ့ဆက်ပြူးနိုင်ပါတယ်ဖူးစာပင်တီးတဲ့ဒါမှမဟုတ်ချားတီးနေနေနဲ့တီးညက်ဖြစ်လဲစိုက်ကြပါတယ်ဆက်ပြူးမြက်တီးနေပုံစံကိုလိုက်ကတီးကမှပင်9000ကနေ10000ကျော်အထိဆက်ပြူးနိုင်ပါတယ် ပိုးစာပင်ကိုတနေ့မှာနှစ်ကြိမ်ဂိုင်းဖြတ်ပြုပြင်ပေးရန်လိုအပ်ပါတယ်။တန်မာတုတ်ခိုင်းတဲ့ဂိုင်းများရပြီးအရွက်တွေကောင်းရန်လိုအပ်ပါတယ်။ဆိုပြီးဆိုင်ပြီး ပိုးစာရွက်တွေရလာပြီဆိုရင်တော့ပိုးမွေးနိုင်ပါပြီ။ကိုကြီးထုတ်တဲ့ပိုးကောင်လေးတွေဟာသွေးအီးတရဝါပဲဖြစ်ပါတယ်။ကဘာပေါ်မှာပိုးကြီးထုတ်လို့မှုရဲ့90ရာနှုန်းဟာပိုးစာပိုးကြီးကောင်မှထုတ်လို့ချင်းပဲဖြစ်ပါတယ်။ပိုးကြီးကောင်စစ်ကွမ်းရဲ့သိပ္ပံနာမည်ဟာ Bombix Mori ဖြစ်ပါတယ်။ပိုးကြီးကောင်ဟာဘဝဇဝန်ပြည့်စုံတဲ့ဥပိုးကောင်ဘဝ50 ကိုရုပ်ဖုံးခလန်စသည်ဖြင့်အဆင့်ဆင့်ပြောင်းလဲရှင်တယ်ပါတယ်ဘိုးမွေးမြူကြီးဟာခက်ခဲတဲ့လုံမဟုတ်ပေမဲ့လွယ်ကူတဲ့လုံလဲဖို့ပါဦးရှင်ဘိုးစားပင်စိုက်စင်ကလေးက အရွယ်ထွက်ကောင်းတဲ့ပူဇာမျိုးကိုရွေးချယ်ပြီးစနစ်တကျပြုစုမယ်ဆိုပါကပူးမွေးညူခြင်းကိုအပြည့်အဝဆောင်ရွက်နိုင်မှာဖြစ်ပြီးစည်းဝါးရေးတွက်ချေကြိုက်တာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာကျောက်ဆယ်စီကုမ္ပဏီဟာပူးမွေးမြူရေးကိုတောင်သူနဲ့ကျူးတူပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်။2013ခုနှစ်ကလေးကစတင်ဆောင်ရွက်ခဲ့ပြီးတောင်သူတွေကိုစုစည်းကပူးစာမျိုးများပူးဦးများကိုဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါတယ်။ Chinja danda e chinja danda e chinja 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 danda e chinja danda e မြေကြီးကပို့စာဆိုင်တာတေကာနိဗ္ဗာရှိပါတယ်ဆနလာပိုင်းကဆိုင်ပါတယ်6လပိုင်းမှာကျွေးပါတယ်အခုဆိုလို့ရှိရင်10လပိုင်းကို9ချိန်ကျွေးပြီးပါပြီပြတာဒီနှစ်ကပြေးပြီးတဲ့အတွက်9သိန်းခွဲခံရပါတယ် ိုးရည်များကိုလည်းတင်းတင်းနဲ့ဈေးနှုန်းနဲ့ဝယ်ယူလျက်ရှိသားကြောင့်တောင်သူပိုးစားဆက်ခင်းတွေတစ်နှစ်တည်းတစ်နှစ်တိုးလာပါတယ်။ရှမ်းပြည်နယ်မှာပိုးမွေးတဲ့တောင်သူ1964ဦးနဲ့ပိုးစား9415ရေကားကိုကျူးတူပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ကွန်မြူနီကနေပိုးစားပင်စိုက်ပျိုးခြင်းပိုးဦးနဲ့ပိုးမွေးရမှာလိုအပ်တဲ့ပစ္စည်းပိုးမွေးယုံနေဆောက်လို့ရမှာတင့်တော်တဲ့နှုံးသားတွေနဲ့ကျူးတင်ထုတ်ပေးတာ ိုးရီများလာရောက်ရောင်းချကြမှာတော့ခုနေချင်းစနစ်နဲ့ဆောင်ရွက်လျက်ရှိပါတယ်။ထာနဧကရှိပါတယ်လောလောဆယ်ကျွေးရတာတော့တဧကလောက်ရှိပါတယ်အဲ့တဧကလောက်ကအခုအချိန်ထိဆိုလို့ရှိရင်တော့73ဘတ်လောက်ကျွေးရပါရှင်73ဘတ်ကတပတ်ကိုကျမတို့က ပထမတော့၅ခွက်၆ခွက်အလိုမွေးနိုင်တာပေါ့အခုတော့မိုးဟောရင်ဖြစ်တဲ့ခါကျတော့ပေါင်းမတင်နိုင်လို့ကျမတို့က၃ခွက်လောက်ပဲမွေးနိုင်တာပေါ့လေ၃ခွက်ကတော့ကျမတို့ရတာ18ပိတ်တာနဲ့အစိတ်ကားလောက်ရတယ်ပို့ယုံပေါ့လေပြန်သွင်းရတာ2000နဲ့2000နဲ့900ကျပါရှင်တခြားအသင်းနဲ့နေတဲ့တိုင်ပေါ့လေကြံတို့ပြောင်းလို့တဲ့တိုင်တော့ဒီဥစ္စာတက်တာပြီးတော့မြင်များမွေးနိုင်တော့ပို့ပြီးအကျိုးရှိပါတယ် ရှိတဲ့ပူဇာကင်းကိုစိုက်ပျိုးပြီးပိုးမွေးမှုမယ်ဆိုပါက78သိန်းခန့်ကုန်ကြမှာပဲဖြစ်ပါတယ်။စိုက်ပြီးပထမတစ်နှစ်မှာတီကမှာ12သိန်းဟာနေ15သိန်းဒုတိယနှစ်မှာတီကမှာ25သိန်းထက်မနည်းတတိယနှစ်မှာကျက်သန်း30ခန့်ရရှိမှာပဲဖြစ်ပါတယ်။နှစ်ရှည်ပြီးဖြစ်ပြီးစိုက်ပျိုးရှင်သန်ပြီးပါက နောက်နှစ်နောက်နှစ်တည်းမှာထိန်းသိမ်းစီတာကုန်ကြမှာဖြစ်တဲ့တွင် ဝင်ငွေဟာတစ်နှစ်တည်းတစ်နှစ်တိုးလာမှာပဲဖြစ်ပါတယ်။ းစားလေးကစိုက်ထားပါတယ်လေးကစိုက်ထားတဲ့အချိန်မှာကျွန်တော်တခါမွေးရင်7ဘန်းမွေးပါတယ်7ဘန်းကို6သိန်း3သောင်းရပါတယ်တစ်နှစ်ကို10ချိန်မွေးပါတယ်တစ်ချိန်မွေးလိုက်ရင်15ရက်ရကြပါတယ်တစ်နှစ်ကို65သိန်းလောက်ရပါတယ် ရေမြေရာသူတို့အားပိုးစားပင်ဆက်ပြူးခြင်းပိုးမွေးမြူခြင်းနဲ့တင့်တော်ပါတယ်။ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာလည်းပုဂ္ဂလိကကုမ္ပဏီများနဲ့တောင်သူများဂျိုးတူပူးပေါင်းခြင်း၊ကွန်ထရက်စနစ်များဆောင်ရွက်နိုင်ပြီးစူပါကအကျိုးရှိနိုင်မှာပဲဖြစ်ပါတယ်။မြို့သမီးများတွေလည်းအိမ်တွင်းမှုတပိုင်းတနိုင်စီးပွားရေးလုပ်ငန်းဖြစ် လုပ်ကိုင်နိုင်တာပဲဖြစ်ပါတယ်ရှင်။ စားပင်ဆက်၍ပိုးမွေးမြူခြင်းဟာဓာရုပစ္စည်းလုံးဝဒါမှမဟုတ်နေငေသာအသုံးပြုရတဲ့တွေ့၎င်းနှစ်ရှည်သည်နယ်ဖြစ်ပြီးသဘာဝပတ်ဝန်းကျင်ကိုထောက်ကူဖြစ်ခြင်းတောင်နှင်းဒေသတွေမှာတောင်ရာကုတ်လှစ်လေးဆိုက်ပြူးခြင်းကိုရှော့ချနိုင်မဲ့အပြင်ကျင်းနေတဲ့အဖွံ့ဖြိုးရေးကိုထောက်ကူပြုတဲ့လုပ်ငန်းခွင်လန်းများရရှိစေခြင်းအပိုးဝင်ငွေရရှိစေတဲ့စိုက်ပျိုးရေးအခြေခံလက်မှုဆက်မှုလုပ်ငန်းဖြစ်တဲ့အတွက်တပိုင်းတနိုင်း တီးစားအင်တွင်းမှုလုပ်ငန်းမှသည်အလက်စားစက်မှုလုပ်ငန်းများမှနိုင်ငံတကာဆင့်မီကြီးစားစက်မှုလုပ်ငန်းများထိဆောင်ရွက်နိုင်တဲ့လုပ်ငန်းဖြစ်ပါကြောင်းရေကူးတင်ဆက်လိုက်ရပါတယ်ရှင်